မိုးကြိုးပြစ်တလို့ဆူညံနေတဲ့စာသင်ခန်းထဲမှာဆရာမဒေါခင်သေးကြီးကသူ့လက်ထဲကဓာတ်ပုံဟောင်းတစ်ပုံကိုကြည့်ရင်းငြိမ်သက်နေတယ်ဓာတ်ပုံထဲမှာရေစီးနေတဲ့ချောင်းကလေးတစ်ခုကမ်းမတစ်လျှောက်ရွှေဝါရောင်ကြပန်းတွေဝေစာနေတယ်ဒါငငယ်ကကျမတို့ရဲ့ရွှေရောင်ကမ်းပါပါလို့သူမက စကားစပြုတယ်တဒန်းလုံးစူးစမ်းတဲ့မျောလင်းချက်နဲ့သူမကိုစောင့်ကြည့်နေကြတယ်အခုတော့ဒီချောင်းကဘာဖြစ်နေလဲဆိုတာသိကြလား ဆီယာမရဲ့မိကွန်းကိုចောင်းသားတွေမျိုးလုံးတွေပြသွားတယ်။အမိုက်တွေပလတ်စတစ်အိတ်တွေနဲ့ညစ်ပတ်နေတယ်ဆီယာမလို့ထိတ်ဆုံးခုံကမောင်သူစာကပြန်ဖြေတယ်ဆီယာမကသူတို့ကိုမနှက်ဖြန်မှာချောင်းကန်းပါးစီလေးလာရေးခီးခေါ်သွားမယ်လို့ကြေညာလိုက်တယ်။ညနေခင်းမှာပဲចောင်းသားတစ်စိတ်ရောက်လုံးစုပြီးရွှေရောင်ကန်းပါးကဲတင်ရေးအစီအစဉ်ကိုရေးဆွဲကြတယ်။နောက်နေ့မနက်ချောင်းကန်းပါးစီရောက်တော့ရွာသူကြီးဥပတန်းကသူတို့ကိုကြိုတွေ့တယ် ရေချောင်းကငါတို့ရဲ့ဘိုးဘွားတွေရေချိုးခဲ့ငါဖမ်းခဲ့တဲ့နေရာအခုတော့သူစကားဆုံးသွားတယ်။ចောင်းသားတွေရဲ့မျက်နာမှာမျောလင်းချက်နဲ့ဝမ်းနည်းမှုကရောထွေးနေတယ်။ထက်ဝက်လောက်ကဒီလိုပဲထားလိုက်ပါတယ်မဖြစ်နိုင်ဘူးလို့ထင်ကြတယ်။ဒါပေမဲ့မောင်သူစာနဲ့မမီမီတို့ကရွာသားတွေကို စီယုံဖို့ဆုံးဖြတ်လိုက်တယ်။သူတို့ဟာရွာထဲကလူကြီးတွေစီသွားပြီးဓက်ပုံဟောင်းတွေ ပုံမြင်တွေကိုစုဆောင်းနေ။ ဒီချောင်းဟာရွာရဲ့အတက်သွေးကြောဖြစ်ခဲ့တယ်ဆိုတာသိလာကြတယ်။တပတ်အကြာမှာចောင်းသားတွေကရွာသားတွေမိဘတွေနဲ့အတူ အမိုက်သိမ်းပွဲကြီးစတင်နေပလတ်စတစ်တွေတန်တွေဖန်ခွက်တွေကိုတဲပြီးဇီဝထုတ်ကုန်အဖြစ်ပြန်သုံးနေဥပတန်းကကြာပန်းမျိုးစေ့တွေကိုကမ်းပါမှာပြန်ဆိုင်ပေးတယ်။သုံးလအကြာမှာချောင်းရည်ရီဟာတဖြည်းဖြည်းကြည်လာတယ်၊ကြာပန်းတွေပြန်ပွင့်လာတယ်၊ရွာသားတွေကចောင်းသားတွေကို ရွှေရောင်ကမ်းပါရဲ့သူရဲကောင်းတွေလို့ချီးကျကြတယ်။တဘာဝဟာငါတို့အိမ်အိမ်ကိုမဆောင်ရှောက်ရင်ဘသူမှမဆောင်ပါဘူးလို့ဆရာမကမိကုံးချုပ်တယ်။ဤဇလန်းလေးသည်တဘာဝထိန်သိမ်းရေးအပြင် လူငယ်များ၏လှုပ်ဆောင်နိုင်စွမ်းစည်းလုံးမှုတို့ကိုအလင်းပြထားပါဗျ။